ွဲထွက်ရေးလက်နက်ကိုင်အင်အားစုတွေရဲ့ယထာအမှုဂျန်စီမှုအပြီးမှာတစားကအများစုအပါအဝင်25ဦးသေဆုံးခဲ့ပြီးခရီးသည်300ကျော်ကိုကယ်တင်နိုင်ခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ကကြေညာခဲ့ပါတယ်။မတ်လ17ရက်နေ့တုန်းကဘာလို့ချီစတန်ပြည်နယ်ထဲမှာခုံမောင်းနေတဲ့ယထာတစီကိုဘာလော့ချ်လွတ်မြောက်ရေးတပ် BLA ကယထာတန်လန်မိုင်းခွဲပြီးရက်တန့်စေခဲ့တဲ့နောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီရထားပေါ်မှာတက်နေရရွှေပြောင်းတဲ့ပါကစ္စတန်စစ်သည်တရားဝန်ကျင်အပါအဝင်ခရီးသည်440လောက်စီးနှက်လိုက်ပါခဲ့တာဖြစ်ပါတယ်။ BLA အဖွဲ့ဝင်လက်နက်ကိုင်တွေဟာရထားပေါ်ကအရက်သားခရီးသည်တချို့ကိုပါတစားခန်းအဖြစ်ဖမ်းဆီးထားပြီးပါကစ္စတန်စစ်တပ်နဲ့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။မတ်လ12ရက်ညပိုင်းမှာတော့ရထားကိုအပိုင်စီးခဲ့တဲ့ BLA အဖွဲ့သား33ယောက်ကိုတုတ်တင်နိုင်ခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ကြေညာပါတယ် ပြီးတော့စစ်သား၄ယောက်နဲ့တရားခံအရပ်သားတွေတဲက22ဦးလည်းသေဆုံးခဲ့တယ်လို့ထုတ်ပြန်သွားပါတယ်။ရထားမှာ BLA လက်နက်ကင်တွေကင်းစင်သွားပြီလို့ယုံကြည်ရပါပေမဲ့စစ်တပ်က အနီးတစ်ဝိုက်တောင်ဆောင်ဧရိယာတွေကိုဖြန့်ကျက်ရှာဖွေနေဆဲဖြစ်ပါတယ်ရှင်။